ကြီးကျယ်ပေးမယ်ဆိုပြီးတော့ကုညီကျယ်ရေးထောက်ပံ့ရေးတစ်စီတွေပို့ဆောင်ပေးမယ်ဆိုပြီးတော့သမ္မတထရန့်ကိုယ်တိုင်ပြောကြားလိုက်တာရှိပါရဲ့ဆိုတော့ကျွန်တော်တို့နိုင်ငံကိုကုညီကျယ်ပေးတဲ့ကုညီထောက်ပံ့ရေးပေးတဲ့ဘယ်လိုနိုင်ငံမျိုးကိုမဆိုကျွန်တော်တို့ကနော်တလုံးစားဘူးသူကျေးဇူးဆိုတဲ့မင်းတို့တီတကူဆရာတော်ဘုရားကြီးတို့ပါကျုပ်ဆရာတော်ဘုရားကြီးတို့မင်းတို့တင်ပေးခဲ့တဲ့ကျောင်းဆရာတွေမင်းတို့ဆေးကုပေးတဲ့ဆရာဝန်တွေနော်မင်းတို့အဲ့လိုလူတွေကိုစော်ကားလို့မင်္ဂလာပါ မြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ range လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။မင်္ဂလာပါမျိုးတို့ရေ။ပေါ်မာတာနီပြုံမှာပါရှိတဲ့စီရေမရေရန်သူဘေးကြောင့်အပြေးအလွယ်ဆွေမျိုးကွဲတာပြည်ရေးရာခတ်တာကြီးဆိုတဲ့အတိုင်းပဲစီရေမရေရန်သူဘေးကြောင့်ကျွန်တော်တို့ဒီနေ့လုံးကျွန်တော်တို့နိုင်ငံလုံးကိုပင်တော့ကစိတ်ဒုက္ခဒုက္ခမျိုးစုံရောက်နေတဲ့အချိန်မှာလက်ရှိမှာအာရေဘေးငင်းဘေးဆိုတဲ့သဘာဝဘေးရန်တွေတွေကိုလည်းခံစားနေကြရပါတယ်။ဆိုတော့ ယခုလိုမျိုးနိုင်ငံမှာတဘာဝဘေးအန္တရာယ်တွေစစ်မဲ့ဖြစ်ပွားတဲ့စစ်တမ်းတွေစစ်တမ်းရဲ့နောက်ဆက်တွဲအနေနဲ့ငမုံခမတဲ့တန်းကိုသိန်းတို့မြင့်တက်တဲ့တန်းရောဂါကြီးဖြစ်ပွားတဲ့အခါကုသစရာဆေးဝါးမရှိတဲ့နော်ရောဂါဘေးအန္တရာယ်တွေပုံကြုံတွေ့နေရတဲ့အချိန်မှာကျမတို့ပြည်သူပြည်သားအချင်းချင်းကျမတို့နိုင်ငံသူနိုင်ငံသားအချင်းချင်းကျမလူမျိုးဘာသာကြီးထဲမပြောဘူးကျမပြောချင်းစီမြန်မာနိုင်ငံသားကိုကိုကိုငါဟာမြန်မာနိုင်ငံသားဖြစ်တယ်ဆိုတဲ့နှလုံးသားရှိတဲ့လူတိုင်းဟာအချင်းချင်းကျမတို့ ကဲမဲဆိုတရားလက်ကင်ထားလို့ဖေးမကူညီတိုင်းတလအငယ်သူအားပေးပါလဲနေသူထူပေးပါဖေးမကူညီချင်းဖြင့်စီလုံးညီညွတ်ချင်းဖြင့်ကျမတို့ပြည်တော်စုကို၈၀ရောက်အောင်ကျွန်မတိုက်တွန်းချင်ပါတယ်ဥစွာလက်ရှိအငယ်တော်မှာလက်ရှိကျမတို့နာဆာကိုင်အဆောင်စုဝိုင်းရေးပေါ်ချင်းကြီးကြီးညာပြီးတော့မြေကဆိုလို့ရှိရင်လည်းပဲဒီပြီးတော့ကောင်းစီနေမြေနဲ့ငလင်းတန်ကိုအစိုးရအဆောင်ခံလိုက်ရတဲ့မန္တလေးတိုင်းဒေသကြီးဂျင်းနေမြေတွေကိုကျမတို့နာဆာကဥက္ကဋ္ဌကျမတို့တမရောကဝေဦးကြီးကြီးကိုယ်တိုင်တွားရောက်ပြီးတော့ ကူညီကယ်ဆယ်ရေးတွေလှုံ့ဆော်ပေးဖို့လိုအပ်တဲ့ညမှာအရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့ပေးဖို့ဆိုပြီးတော့လိုအပ်သလိုကူညီဆောင်ရွက်ပေးနိုင်ရေးညွှန်ကြားလျက်ရှိတယ်ညွှန်ကြားပေးခဲ့တယ်ပေါ့နော်။ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်လည်းထိုင်းရောက်ကျွန်တော်တို့ရွှေပြားမြန်မာအလုပ်သမားတွေအာပျက်စီးသူပျက်စီးသူအသေးဆုံးတဲ့လူပြောတာပေါ့နော်။ဒီအသေးဆုံးတဲ့လူထိခိုက်ဒဏ်ရာရတဲ့လူလက်ရှိချိန်ထိရှာမတွေ့ဘဲနဲ့ပျောက်ဆုံးနေတဲ့လူ120ကျော်ရှိရလို့ကြားသိရပါတယ်။သူရွှေဘောင်မြန်မာအလို့သမား120ကျော်အတွက်ကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိရတဲ့နာဆကအစိုးရတန်ယုံကနေပြီးတော့ ထိုင်းအာဏာပိုင်တွေနဲ့တွေ့ဆုံပြီးတော့ဥပဒေကြောင်းရထိုက်တင်လျက်နေနာခြင်းကိုရရှိဖို့ဆောင်ရွက်လျက်ရှိပါတယ်။နာဇာကအင်ဆောင်ဆိုးရရဲ့တန်ရုံကကိုင်းဆောင်ရွက်ပေးတာပါ။ထိုင်းနိုင်ငံမှာအများဆုံးရှိနေတဲ့ MG ကကိုင်းဆောင်ရွက်ပေးတာမဟုတ်ပါဘူး။ကျမဒီစကားကိုဘာကြောင့်ပြောရလဲဆိုရင်ကျမဒီအခုယနေ့မနေ့ပေါ့နော်ကျမရွေးချယ်မှာပို့လေးတင်လိုက်တယ်ဒါကဘာလဲဆိုတော့ကျမတို့နိုင်ငံကိုပြည်ပအထောက်ပံ့ကူညီမှုတွေလာရောက်မှု အဲနောက်တစ်ခုကျမတို့နာဆာကအစိုးရကိုယ်တိုင်ကနော်မြေပြင်မှာအခြေအနေကိုပွင့်စင်းလေ့လာမှုလေးတွေကိုအများသူကစိတ်ဒုက္ခရောက်နေတဲ့ပြည်သူတွေအနေနဲ့စိတ်တက်ပါရရစီခြင်းကအစိုးရကအကောင်းဖြစ်ကျမကမျှဝေခြင်းဖြစ်တဲ့ဒီပေါ်မှာအစိုးမြေဝါဒီတွေကပြပါအားကိုးနေတာလားနိုင်ငံကနိုင်ငံခြားကအကူအညီတွေကိုအားကိုးမနေနဲ့လို့ရေဘေးတုန်းကပတ်စံလေးနဲ့နင်တို့စစ်တပ်ကခိုးလို့ကုန်ပြီစသည်ဖြင့်ပေါ့နော်အစိုးရကအကောင်းဆိုတာကအဲပြပါကလှူတဲ့ပတ်စံလေးကိုခိုးစားဖို့လားဆိုပြီးတော့ တချို့တွေဆိုရှိပါသေးတယ်နော်ဒီလိုမျိုးသဘာဝဘေးအန္တရာယ်တွေတနိုင်ငံလုံးမှာစစ်ဘေးတွေဘေးအန္တရာယ်ကြုံတွေ့ပြီးအခက်ဒုက္ခကြုံနေတဲ့အချိန်မှာငလင်လှုပ်တာကိုညမာလေးလောက်ရင်မခုံပါဘူးငလင်လှုပ်တာကိုမမလောက်ရင်မခုံပါဘူးဆိုတဲ့မရတာယူတည်လည်းရှိတယ်ဒါကြောင့်မလို့ဒီကြောင်းရောက်ကိုထည့်ပြောရချင်ဖြစ်တယ်နော်ရေဘေးတုံးကဆိုလို့ရှိရင်လေရေဘေးတန်တဲ့ပြည်သူတွေကိုကိုငင်ကယ်ဆယ်ရေးနဲ့ပြန်လဲထူထောင်ရေးပြန်လဲထူထောင်ရေးလုပ်ပေးခဲ့တာဒီเนาะကျမတို့အရေးကြုံရင်ပြည်သူရှင်မှာအများတန်းရည်တည်ခဲ့တဲ့တပ်မတော်တာဖြစ်တယ် ဒါကတိုင်းပြည်ပြည်ကဘာကြီးကိစ္စအလေးလေးလို့ရတဲ့ကိစ္စမဟုတ်တို့ဖုံးပယ်လို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးခင်ဗျားတို့ကိုယ်တိုင်သိတယ်ခင်ဗျားတို့ကိုယ်တိုင်မြင်တယ်နိုင်ငံမှာရေပေးတယ်ဖြစ်ခဲ့တယ်အများဆုံးပြန်လဲထူထောင်ရေးလုပ်ပေးခဲ့တာနာဆာကအစိုးရဖြစ်တယ်ခင်ဗျားတို့ကိုယ်ကြီးကျမတို့အထင်ကြီးပြီးကျမတို့မြန်မာနိုင်ငံကိုအများဆုံးထိတုံထားတယ်ဆိုရင်အမှုကြီးဆိုရမဟုတ်ပါဘူးเนาะဒီအကြောင်းအရာကိုသိဖို့လိုတယ်ဒါကအနည်းဆက်ဆုံး နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ရှေ့မှာဖြစ်ဆင်းရတယ်ကိုဗစ်ကာလကိုဗစ်ကာလဆိုလို့ရှိရင်လည်းနောက်ဆက်ကအစိုးရကနေနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ကိုဗစ်ကာကွယ်ဆေးတွေရရှိအောင်ဆောင်ရွက်တယ်ကာကွယ်ဆေးတွေထိုးပေးတယ်နောက်ဆုံးမှာနော်ဒေါက်တာအောင်စောတို့ဆိုလို့ရှိရင်လည်းပဲဒီမှာဖန်ဆီးခံအကျဉ်းသားတွေပေါ့နော်ပညာရှင်တွေအကြောင်းမျိုးမျိုးကြောင့်ဖန်ဆီးခံရတဲ့အခါမှာပြန်လွှတ်ပေးတယ်ပြန်လွှတ်ပေးပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့တက်တီပညာရှင်တွေနဲ့နိုင်ငံခြားကအကူအညီတွေနဲ့ပေါင်းပြီးတော့နော်ကိုဗစ်ကာကွယ်ဆေးကိုယ်တိုင်ထုတ်လုပ်နိုင်ခဲ့တယ်ဒါခင်ဗျားတို့ကိုယ်တိုင်ကိုဗစ်ကာကွယ်ဆေးကိုအရှိဆုံးမှတန်းစီမှုထိုးခဲ့တာခင်ဗျားတို့အသိဖြစ်တယ် ဲ့ဒီအချိန်တုန်းကလည်းအမှုရှိကကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုကျွန်တော်တို့ကနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ကိုဗစ်ကာကွယ်ဆေး၄သန်းထိုးပေးပါမယ်လို့လူထုကိုဝါရမိုက်တိုက်တယ်စစ်တပ်ကကာကာဝဲဆေးထိုးပေးတာကာကွယ်ဆေးထိုးပြီးမှလူကချက်ချင်းလက်ငယ်သေးသွားပါတယ်ဆိုတာမျိုးကြီးခင်ဗျားတို့ဝါရမိုက်တိုက်ခဲ့တာရှိတယ်ဆိုတော့အမှန်တကယ်အရေးကြုံလို့ရှိရင်ပြည်သူနဲ့တကားတဲ့ရည်တည်ခဲ့တာဒီတက်မတော်တာဖြစ်တယ်ဒါကြောင့်မို့လို့ရှိရင်ဒါကြောင့်မို့လို့လေကျွန်မကဒီကြောင်းရကိုထည့်ပြီးပြောရခြင်းဖြစ်ပါတယ်เนาะဆိုတော့အာတဘာဘေးရတည်းရဲ့တင့်လာခြင်းတူတူကို ကျမတို့မန္တလေးမဟာအမေမှာဆိုလို့ရှိရင်ကျမတို့ဓမ္မစီယာဆံမှုပဲဖြေဆိုနေတဲ့တန်ခါတော်တွေရှိရဲ့ပါဠိပဌာန်ပဌာန်ပဲပြန်ဖြေဆိုနေကြတဲ့တန်ခါအာဇာနည်တွေရှိရဲ့အဲ့ဒီမှာငလှင်တန်ကြောင့်မန္တလေးမဟာအောင်မြင်မြို့နယ်မှာတန်ခါတော်အပားတစ်ထောင်ကျော်ဓမ္မစီယာဆံမှုပဲဖြေဆိုနေစဉ်အတွင်းတောင်းဆောင်ပြိုကြတဲ့အတွက်တန်ခါအပား200ပိတ်မိနေတယ်ဒီလိုအခြေအနေတွေကြတော့နော်မြန်မာနိုင်ငံရဲ့တရားဝင်ဆိုရပါဆိုတဲ့အန်ယူဂျီရဲ့နိုင်ငံသားရေးဝန်ကြီးဒေါ်စမအောင် เนาะလူကပြဝေးကြီးဝင်းမြတ်အေးကတော့အခုချိန်ကြီးပေါ့မလားဘူးဒေါ်စင်မအောင်ကဘာပြောလဲဆိုရင်အာဒီငလီနယ်နဲ့ပတ်သက်ပြီးတော့ပေါ့เนาะတို့ရေတက်နိုင်တယ်လို့ကူညီပေးနေပါတယ်ပေါ့တို့ဘယ်မှာကူညီပေးနေတာဆိုတာမျိုးတွေတွေ့ရတယ်ဝမ်းသာပါတယ်ဒီချိန်မှာဘသူကပဲကူညီကူညီလက်ရှိပြဿနာဒီအနည်းလေးစိတ်နဲ့အပြားတွေအွာတွေမဆိုင်ဘူးလူသားချင်းစာနာထောက်ထားခြင်းမြန်မာနိုင်ငံသားအချင်းချင်းဆိုတဲ့ကျမတို့ပြည်တော်စုစိတ်တဲ့နယ်သားတစ်ဆိုင်နေဒါကြောင့်မလို့ဘသူကိုပဲကူညီကူညီဘသူကပဲကူညီကူညီကျမတို့ကူညီမှုကိုအတိမဲ့ပြုတယ်တော့တော့မန်လေးမြို့လေကောင်းကြီးမှာ ဒီလိုမျိုးတန်ဃာတော်တွေအပားတစ်ထောင်ကျော်စာမှုပဲဖြည့်ဆို့နေစဉ်အတွင်းတောင်းတိုက်ပြိုကြားမှုကြောင့်တန်ဃာပါ200ပိတ်မိနေရကိုတော့စကားတွေမှာထည့်မပြောသေးနဲ့မန်းလေးလေးမှာပလီပြိုပြီးတော့ပလီပြိုပြီးတော့ဘင်္ဂလီတွေပိတ်မိနေကိုတော့တခန်းတနားနဲ့စားဖွဲ့ပြီးပြောသွားတာတွေ့ရတယ်။ပြည်သူမှပြည်သူတို့ကုညီကယ်ဆယ်ရေးပေးကြမယ်ဆိုပြီးတော့ပြောသွားတာလည်းတွေ့ရတယ်။ဆိုတော့သူတို့ကိုထောက်ခံတဲ့လူတွေရှိကနေအလူငွေကောက်ပြီးတော့သူတို့ကိုထောက်ခံတဲ့လူတွေကိုသူတို့ပြည်သူမှပြည်သူတို့ပတ်စံကိုသူတို့ကြားရတဲ့ကိုယ်စနယ်လုပ်ပြီးတော့ အာပြန်လဲထောက်ပံ့ပေးမယ်ဆိုတာမျိုးပြောသွားတယ်ဘသူကပဲဘသူကိုကူညီကူညီပါကောင်းမွန်တဲ့ကိစ္စဖြစ်တဲ့အတွက်အားပေးပါတယ်ဒီနေရာမှာတခုရှိတာကအာ NUG ကတစ်ချိန်လုံးပြောခဲ့တယ်အဲ့ဒါပါလဲဆိုတော့မေဂန်အစိုးရရှိမှအထာရဲ့မေဂန်ဒေါ်လာတန်တရာ ဘောက်ဆိုင်စုကြည်အစိုးရလက်ထက်ကကျွန်တော်တို့မြန်မာနိုင်ငံမြန်မာနိုင်ငံရဲ့အစိုးရကနေပြီးတော့အမေရိကန်ဒေါ်လာတန်တရာအမေရိကန်ဘဏ်မှာအပ်ထားတယ်။အဲ့ဒီပတ်စံတန်တရာကအမေရိကန်ဒေါ်လာတန်တရာကသူတို့အန်ယူဂျက်နဲ့အန်ယူဂျီနဲ့ပဲသဆိုင်နေပေါ့စစ်တပ်နဲ့မသဆိုင်ဘူးဆိုပြီးပြောကြတယ်။တကယ်တော့ဒီပတ်စံဒီကျွန်တော်တို့နိုင်ငံတော်ကအနှံထားတာဖြစ်တဲ့အတွက်နိုင်ငံသားအလုံးနဲ့သဆိုင်နေဆိုတော့အခမားတို့အနေနဲ့အခုလိုမျိုးသဘာဝဘေးရန်တွေတည်နေတာရေဘေးတုန်းကလည်းပြည်သူတွေဒုက္ခရောက်တယ်လက်ရှိမှာဆိုလို့ရှိရင်လည်းငလင်တန်းကြောင့်ဒုက္ခရောက်တယ်ခမားတို့ဒါအမှန်တကယ်အယူရှင်းရှိတယ်ခမားတို့ဒါအမှန်တကယ် အာသူတို့ energy နဲ့ energy နဲ့ပဲသဆိုင်နေပေါ့စစ်တပ်နဲ့မှသဆိုင်ဆိုပြီးပြောကြတယ်။တကယ်တော့ဒီပတ်ဆံဒီကျွန်တော်နိုင်ငံတော်ကအနန္တရာဖြစ်တဲ့တွင်နိုင်ငံသားအားလုံးနဲ့သဆိုင်နေဆိုတော့အခမားတို့အနေနဲ့အခုလိုမျိုးသဘာဝဘေးရန်တွေတည်နေတာရေပြီးတော့ကလည်းပြည်သူတွေဒုက္ခရောက်တယ်လက်ရှိမှာဆိုလို့ရှိရင်လည်းငလင်းတန်းကြောင့်ဒုက္ခရောက်တယ်ခမားတို့သားအမှန်တကယ်အယူချင်းရှိတယ်ခမားတို့သားအမှန်တကယ်အာစိတ်အတာဖြစ်တယ်ဆိုလို့ရှိရင်ဒီမှာဒီကပြောချင်တာကလေစိတ်အတာရဲ့အနှစ်ပါးရာကိုမြင်စေခြင်းလို့ပြောနေရနော်ဒီအကြောင်းအရာကစိတ်အတာဆိုတာပါလေကျွန်မအရင်ကတော့စိတ်အတာကြောင့်ပြောဘူးလေနော်ဒါစိတ်အတာရဲ့အနှစ်ပါးရာရဲ့ ဒီပဲတရားမှုကိုသိနေခြင်းနဲ့ဒီမှာ state ဘယ်သူက state ရတာလဲဆိုတာသိလိုက်တာနဲ့အမျှကိုအားပေးနေမှုဒီနိုင်ငံတော်ကိုပုံကံမှုဖြစ်နေတာနိုင်ငံတော်ကိုသစ္စာပေါင်းမှုဖြစ်နေလားဆိုတော့ပေါ်လွန်သွားတယ်။ဒါကြောင့်လို့ state actor ကိုသိစေခြင်းလို့ပြောခြင်းဖြစ်တယ်။ဒီအမေရိကန်ဒေါ်လာတန်တရားကိုအဲရယူပြီးတော့ကုညီကလေးရင်းလုပ်ပေးဖို့များအစီအစဉ်မရှိဘူးလားပေါ့နော်။ဒါကကျွန်တော်ပြည်သူကြောင့်နေနေမေးဖို့ထုတ်ချက်ဖြစ်ပါတယ်။ဆိုတော့ဝန်သားညာတရင်ကောင်းလေးပြောပြပါမယ်။လက်ရှိမချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံနှစ်နိုင်ငံငွေလင်းတန်းကြောင့် ဒုက္ခရောက်တဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ပေးဖို့အတွက်ကမ္ဘာကုလသမဂ္ဂကနေပြီးတော့ငလျင်တန်အသိမြန်မာနဲ့ထိုင်းနိုင်ငံကိုမိတ်ကန်ဒေါ်လာ၅တန်းကူညီပေးမယ်လို့ကြားသိရပါတယ်။နော်ဒါကကျွန်တော်တို့အစိုးရကအကောင့်ဖြစ်ပါတယ်။အစိုးရကအကောင့်ဖြစ်ပါတယ်။ကျွန်တော်တို့နာဆာကအင်ဆောင်ဆိုးရမြန်မာနိုင်ငံရဲ့ state actor ဖြစ်တဲ့အတွက်နာဆာကအင်ဆောင်ဆိုးရကိုကူညီပြီးထိဆက်ပြီးတော့ကမ္ဘာကုလသမဂ္ဂကနေပြီးတော့အကူညီကယ်ဆယ်ရေးတည်လှုပ်ဆောင်ပေးမယ်။နောက်ဆက်တစ်ခုကတော့ကျွန်တော်တို့ရုရှား ဗချားနိုင်ငံကနေပြီးတော့ကုညီကယ်ဆယ်ရေးလေး20နဲ့နောက်ဆိုကုညီကယ်ဆယ်ရေးတမား120တို့သူတို့ဒီမှာကြွိုင်းကျင်တဲ့ကျမရေးပညာရှင်ကြီးကျမရေးဆရာဝန်ကြီးစိတ်ပညာရှင်ကြီးပေါ့နော်အပါဝင်လူပေါင်း120ကျော်ကုညီကယ်ဆယ်ရေးကျမတို့မြန်မာနိုင်ငံကိုဆေးလွှတ်လိုက်ပြီးဖြစ်တယ်ဒါဟာအရေးတုံလို့ရှိရင်နိုင်ငံကောင်းပြည်သားစွာမဟာမိတ်ပြည်သားစွာကျမတို့အစိုးရရဲ့ကျမတို့နတ်ဆက်ကအစိုးရရဲ့တန်ခိုးတမန်ခိုးကြွယ်ဝမှုကြောင့်ခုလိုမျိုးအရေးတုံလို့ရှိရင်နိုင်ငံတကာနိုင်ငံနဲ့တနိုင်ငံနိုင်ငံကောင်းဆောင်ချင်ချင်းကုညီပြီးတော့ ကယ်ဆယ်ပေးကြခြင်းဖြစ်တယ်။ကျွန်မအဓိကပြောချင်တာကနိုင်ငံကိုကိုစားပြုတဲ့လူအချင်းချင်းကိုကယ်ဆယ်ပေးခြင်းဖြစ်တယ်။ဒါကြောင့်မလို့နောက်ဆက်ကအစိုးရကနိုင်ငံကိုကိုစားပြုတဲ့နိုင်ငံတော်ရဲ့စိတ်အတာဖြစ်တဲ့အတွက်ဒီနိုင်ငံကိုစားပြုတဲ့စိတ်အတာကိုကုလသမဂ္ဂကိုယ်တိုင်ကအတိမဲ့ပြုထားလို့နော်။ကမ္ဘာနိုင်ငံတီးတီးကအတိမဲ့ပြုထားတယ်။ဒီလိုအတိမဲ့ပြုထားတဲ့စိတ်အတာကိုခင်ဗျားတို့လက်နက်ကင်ပုံကန်ရင်းခင်ဗျားတို့ကနိုင်ငံတော်သက်ဆိုင်တာဖြစ်တယ်။ နောက်ထပ်အဆိုးရွားကောင်းကတော့အာငရင်းတန်တင်းတဲ့ကျောင်းဝင်မာနိုင်ငံကိုကျွန်တော်တို့ခေါင်းဆောင်ထံကိုတရုတ်သမ္မတရှီကျင်းဖင်ကိုရိုင်းဖုန်းဆက်ပြီးတော့အာကျွန်တော်တို့ငရင်းတန်ကျောင်းနဲ့ထိခိုက်မှုများကိုကူညီပေးရတရုတ်နိုင်ငံယူနယ်ပြည်ထောင်မှကဲဆယ်ရေးနဲ့ရှေးကုသရေးအဖွဲ့ဝင်38ဦးဖြန်ကုန်ဒီပိဆိုင်ရာလေးစိတ်ကိုရင်းနှီး29ရက်နေ့မှာရောက်ရှိပါတယ်တရုတ်နိုင်ငံကလည်းပဲအင်းကြီးချင်းကောင်းပြည်သားစွာမဟာမိတ်ပြည်သားစွာကျွန်တော်တို့ငရင်းတန်ဖြစ်မာနိုင်ငံကိုကူညီကဲဆယ်ပေးမဲ့အဖွဲ့တွေရောက်ရှိနေပြီဖြစ်ပါတယ် နောက်တစ်ခုကအိန္ဒိယနော်အိန္ဒိယလိုတရုတ်လိုဆိုတော့ကျမတို့အိန္ဒိယနိုင်ငံလေးလည်းဖြစ်တယ်မဟာမိတ်နိုင်ငံလေးလည်းဖြစ်တယ်ကျမတို့ဒီနှစ်နိုင်ငံနဲ့တိုက်စီဖြစ်စီမတိုက်စီဖြစ်စီကျမတို့ကလိုက်လျောညီထွေအောင်ပေါင်းသင်းဆက်ဆံမှုလုပ်ပါရဲ့နော်အမေတော်ဒွေတော်မလို့နဲ့ဆိုတဲ့ကျမတို့ရှေ့စကားအတိုင်းပဲအိန္ဒိယချင်းတွေကိုကြောပြီးကိုအဝေးကအမေရံကိုသွားပြီးတော့ကျမတို့ဟိုဘောသွားမှမဟုတ်လို့ပါလေလက်ရှိမှာဆိုလို့ရှိရင်အမေရံကလည်းကိုကြီးတကယ်ဆယ်ပေးမယ်ဆိုတဲ့အတန်ကြီးထွက်လာတယ်လက်ရှိမှာအမေရံကတော့ ဒါအမေရိကန်သမ္မတတော်နဲ့ဖက်ကနေပြီးတော့ငလျင်တန်သိနေမြန်မာနိုင်ငံကိုကူညီကယ်ဆယ်ပေးမယ်ဆိုပြီးတော့ကူညီကယ်ဆယ်ရေးထောက်ပံ့ရေးတစ်စီတွေပို့ဆောင်ပေးမယ်ဆိုပြီးတော့သမ္မတထရန့်ကိုယ်တိုင်ပြောကြလိုက်တာရှိပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံကိုကူညီကယ်ဆယ်ပေးတဲ့ကူညီထောက်ပံ့ရေးပေးတဲ့ဘယ်လိုနိုင်ငံမျိုးကိုမဆိုကျွန်တော်တို့ကအတော့တလုံးစားဖို့သူ့ကျေးဇူးဆိုတဲ့အတိုင်းပဲကျေးဇူးတင်ရမှာဖြစ်တယ်เนาะဆိုတော့အိန္ဒိယကလည်းပဲ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအခုညီပထမတုပ်ပထမတုပ်ဖြစ်နော်15တန်ပါတဲ့နော်အဲလက်ရှိကျမတို့ရန်ကုန်ပြည်ပြဆိုင်ရာလေးစိတ်ကိုဒီနေ့မနေ့ရောက်ရှိရဲ့ပထမတုပ်နော်ကျွန်တော်ကတော့ဆက်ရှိရပါတယ်29ရက်3လ2025ပေါ့နော်ကျွန်တော်တို့မြန်မာပြည်အတွက်တော့စိတ်မကောင်းရပါဘူးအကြောင်းမျိုးမျိုးကြောင်းနေပဲပေါ့နော် စစ်ပွဲတွေဖြစ်တယ်ကိုဗစ်တွေဖြစ်တယ်စစ်ပွဲတွေဖြစ်တယ်เนาะအခုကကကြီးသုံးပါလောကပါလာနတ်တရားရဲ့တန်ခတ်ခြင်းကိုကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေကျွန်တော်တို့ရဲ့ညီကူမောင်နှမတွေအားလုံးခံနေကြရတယ်ပေါ့เนาะတကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ဒုတိယမြို့တော်ကြီးဖြစ်တဲ့မန္တလေးမြို့เนาะဂျုံနေပြူကြပျက်စီးတယ်မာမျက်မှုနေဖရာကြီးရဲ့เนาะပြရဏကုံအတွင်းနောက်တော့မဆွေရင်တိုက်တဲ့ဂျောင်းကြီး အများကြီးပေါ့ဗျာပျက်စီးသွားကြပြီအဲ့တော့ပျက်စီးသွားကြတော့မောင်အေးချမ်းကပြားလေးနဲ့မြမမန်လင်းဝိုင်းကူကြီးတက္ကတရံတိုင်းပြည်ကံကြောင့်ဂျမာဇိုးတွေဝင်ရောက်လီ၍မှွေနောက်တက်သောထိုသဘောဤရင်မောပွေရာကြီးစေတာကိုနာကျင်လျက်ကလက်ခံရလေယုံဒကြိုးသာစုပေါင်းအားဖြင့်ကုစားရှင်သင်နိုင်ရမည်တဲ့ မြန်မာမန်လင်ဝိုင်းကူညီတဲ့မောင်ဝေချန်တောင်ကြီး29ရက်3လ2025ဆယ်နာရီ30မိနစ်မှာရေးထားတဲ့ကဗျာမင်္ဂလာရှိသောနေ့ရက်ပါတဲ့တဘာဝဘေးမှကင်းဝေးကြပြီးကက်ကြီးသုံးပါးကိုကျော်လွှားနိုင်ကြပါစေတဲ့နော်အဲ့တော့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးကကျွန်တော်ခင်ဗျားတို့တခုပြောခြင်းနေခင်ဗျားတို့ရဲ့မကောင်းတဲ့စိတ်တွေမကောင်းတဲ့ညင်တွေမကောင်းတဲ့အသိဉာဏ်ပညာတွေကိုရက်တန်းကရက်တင်ပါလို့လဲဆိုတော့ကျွန်တော်ခင်ဗျားတို့ပြောပြမယ် ခမားတို့ရဲ့ရုံမာတဲ့ရိုင်းဆိုင်တဲ့အောက်တန်းကြတဲ့အပြုအမူတွေအပြောအဆိုတွေအနေအထိုင်တွေကြောင့်ကျွန်တော်တို့တိုင်းပြည်ဟာစပူဒီပါလက်ရတောင်ကျွန်းနော်ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်တဲ့အတွက်လေးအင်ချင်းတဲ့ကဘာတသိန်းတိုင်အောင်နော်အရာအလုံးကိုသိမြင်တော့မကျွင်းမကြံသိမြင်တော့မူအပ်တဲ့ဗုဒ္ဓဂေါရမမြတ်စွာဘုရားခွင့်လွင်ခွင့်လွှတ်လိမ့်မယ်လောကဘာလနတ်တရားတွေဟာခမားတို့ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးနော်ခမားတို့အခုကြည့်လိုက် တလောကလုံးနော်လမ်းဘေးရောက်သွားမယ်ဆိုတဲ့စကားပေါ့ခင်ဗျားတို့အခုကြည့်လိုက်လေမန္တလေးမှာဘလုံးကွင်းကြီးတဲ့လူနေရာမျိုးနေပူကြီးဗျာမန္တလေးမျိုးရဲ့ယာတိဥတုလေခင်ဗျားတို့တနိုင်ငံလုံးသိတယ်ဟမ်နေပူကြီးတဲ့မှာလမ်းဘေးမှာစင်းရဲတာချမ်းသာတာအယုတ်လအမျက်မရွေးလူတွေအားလုံးလမ်းပေါ်ကိုရောက်သွားကြပြီအဲ့ဒါဘာဖြစ်လို့လဲခင်ဗျားတို့က ဘာသာတရားကိုစော်ကားတယ်နံပါတ်၁ကိုကိုးွယ်နေတဲ့ဘာသာတရားကိုကိုးွယ်တဲ့ဘာသာတရားတွေမှာဖုံးတော်ကြီးတီတကူဆရာတော်ဘုရားကြီးတို့လိုပါချုပ်ဆရာတော်ဘုရားကြီးတို့လိုစော်ကားတယ်ငါနဲ့မတူငါရန်သူဆိုရဲကိုမိဘကိုစော်ကားတယ်ကိုကိုကြောင်းတင်ပေးခဲ့တဲ့ဆရာသမားတွေကိုစော်ကားတယ်ကိုကိုပညာတတ်အောင် ပြုမူလာတဲ့ဆရာသမားတွေကိုစော်ကားတယ်ကိုရဲ့အသက်အန္တရာယ်ကိုကယ်တင်လိုက်တဲ့ဆရာဝန်တွေကိုခမားတို့စော်ကားခဲ့တယ် ဟမ်ကိုနိုင်ငံကိုတိုင်းပြည်ကိုကာကွယ်နေတဲ့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေဒါပေမဲ့ဒါပါရဲတို့ပြည်သူစစ်တို့ဆိုတာတပ်မတော်သားတွေကိုခမားလို့စစ်ခွေးစစ်ခွေးလို့ခမားလို့အကြိမ်ကြိမ်ခေါ်ခဲ့တယ်အခုခမားလို့ခေါ်ခဲ့တဲ့စစ်ခွေးစစ်ခွေးတွေရပါပဲလူမှုကူစီကူညီရေးအလုပ်တွေကိုဗစ်ဆိုလဲသူတို့လုပ်ရတယ်ရေဘေးဆိုလဲလုပ်ရတယ် အခုကကြီးတို့မှာဘေးငလင်တံဘေးဆိုလေစစ်သားတွေကထိတ်ဆုံးသွားနေသူတို့အသက်ကိုဗราဏမထားဘဲနဲ့ကိုတိုင်းသူပြည်သားဒုက္ခရောက်နေတဲ့အချိန်မှာဏီတာတွေစိမ့်တာတွေဝါတာတွေပြတာတွေမရှိဘဲနဲ့သူတို့ရဲ့အသက်တွေကိုပေးဆက်ပြီးတော့ခမားတို့ပြည်သူလူထုတွေကိုကာဝယ်နေခဲ့တယ်ခမားတို့အဲ့လိုလူတွေကိုခင်မွန်းကြီးဆယ်ပါးထဲမှာပါတဲ့လူတွေကိုစော်ကားခဲ့တယ်အခုတော့ခမားတို့ဘာဖြစ်လဲမန္တလေးနေပြီးတော့ စကိုင်းဟမ်အဲ့ဒါဘာဖြစ်လဲခင်ဗျားတို့ပါဇက်ကဥမေအောင်လိုင်းအကြောင်းဟုတ်လားဥမေအောင်လိုင်းနဲ့ပါဆိုင်အဲ့ဒီငလျာဥမေအောင်လိုင်းလှုပ်ခိုင်းလိုက်လှုပ်လို့ရလားဟမ်ဥမေအောင်လိုင်းနေတဲ့နေရာဘာဖြစ်သွားလို့လဲဥတန်းကျွေနေတဲ့နေရာဘာဖြစ်လဲဥတန်းစိန်နေတဲ့နေရာဘာဖြစ်လဲခင်ဗျားတို့ဒီအချိန်ဒီခင်ဗျားတို့ခေါင်းထဲမှာသူများကိုယ်အိမ်ကချက်တဲ့ဓမင်းကိုစားပြီးတော့မှသူများချီးရခင်ဗျားတို့ခေါင်းထဲမှာရောက်နေတော့ ခမားတို့ခေါင်းထဲမှာမွေးရပါအသိဉာဏ်ပညာမရှိဘူးနော်ကိုယ်နိုင်ငံကိုယ်လူမျိုးချင်းစည်းစည်းလုံးလုံးတင်းတင်းမြတ်မြတ်ညီညီညွတ်ညွတ်နဲ့နေရမယ်အချိန်တိုင်းပြည်ဒီလိုကက်ကြီးတွေနော်ဒါလောက်ထိရေဘေးတွေနော်မီးဘေးတွေဟမ်ကက်ကြီးသုံးပါအခုငလျင်ဘေးတွေခမားတို့ဒါတွေရောနားလေလားလူပေါင်းလူလောကရဲ့ကိုကျင်တရားတွေစီးမြင့်နေစီးကန်းနေရောတိလားလူဘဝခဏလေး မိုင်းမယိုင်းနဲ့အောက်တန်းမကြနဲ့အောက်တန်းသားစိတ်တွေမမွေးနဲ့ခမားတို့ရဲ့လောဘဒေါသမောဟတွေလျှော့တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့ဘာသာတရားနဲ့ကိုယ့်ရဲ့ဓလေ့ထုံးလန်းအစဉ်အလောင်းတန်ဖိုးထားကိုယ့်လူမျိုးချင်းချင်းချစ်ချစ်ခင်ခင်စီစီလုံးလုံးနဲ့ညီညီညွတ်ညွတ်နဲ့နေနော်ခမားတို့အခုလောကပါလာနဲ့တရားပါဖြိုခွဲလာပြီဘာဖြစ်လို့လဲခမားတို့ရဲ့အောက်တန်းသားစိတ်တွေနော်အတိညာပညာမွေးရပါကြက်မပြေတဲ့စိတ်တွေ နော်လူအချင်းချင်းမနာလိုတဲ့စိတ်တွေနော်ကိုယ်နိုင်ငံကိုယ်တိုင်းပြည်တိုးတက်အောင် ကြီးပွားအောင်ကိုယ့်လူမျိုးတွေမျိုးစေ့တိုင်မှာပင်သန်အောင် ဆိုတဲ့စိတ်ကိုမမွေးပဲနဲ့နော်ဒီအင်္ဂလိပ်လူမယားတယောက်ကြောင့်မြန်မာတနိုင်ငံလုံးအစိတ်စိတ်မှမှကွဲရင်းနဲ့နော်ဖုံတော်ကြီးတွေစော်ကားဘာသာတရားကိုနားမလဲကြီးသူကိုဂျိုးသေးရွယ်သူကိုလေးသားငယ်သူကိုတနာလို့တနာမှမသိတဲ့နော်မင်းတို့အောက်တန်းသားစိတ်တွေကအခုတော့ နော်မန္တလေးမြို့ကငါမွေးခဲ့တဲ့ငါရှင်သန်ခဲ့တဲ့မြို့မဟုတ်ဘူးငါကရန်ကုန်သားနော်ဒါပေမဲ့ငါတို့ကနိုင်ပြည်နယ်လူမျိုးနဲ့နိုင်ငံနဲ့ရှင်လာပြီဆိုရင်ငါတို့မြန်မာနိုင်ငံမြေပုံထဲမှာရှိနေတဲ့မြို့တိုင်းရွာတိုင်းလူမျိုးတိုင်းဟာငါတို့နိုင်ငံငါတို့လူမျိုးဆိုတဲ့စိတ်အလံတစ်ခုရဲ့အောက်မှာတိုင်းပြည်ကိုစီးလုံးညီညာအောင်ကြောင်းပြဆိုတဲ့စိတ်နဲ့နေရမယ့်အတွေးမျိုးအတိမျိုး အမြင်မျိုးရှိရမှာမင်းတို့ကတိုင်းပြည်ပြိုကွဲဖို့နော် TNN နဲ့အကြမ်းဖက်လက်နက်ကိုင်တောင်းကြသူ MNDA ကိုကန့် KNU KNU ကရင်အကြမ်းဖက်လက်နက်ကိုင်တောင်းကြသူ KIA ကချင်းအကြမ်းဖက်လက်နက်ကိုင်တောင်းကြသူတပုံတွေကိုနော်မြန်မာ PDF တွေကမင်းတို့ကမင်းတို့ကမှကျွန်စိတ်ပေါက်တာသိလားတိုင်းရင်းသားလက်နက်ကိုင်တောင်းကြသူတပုံရဲ့နော် လှည့်စားမှုအောက်မှာမင်းတို့ဗမာ PDF တွေကိုနိုင်ငံသားချင်းချင်းခွေးချင်းခွေးကြံကြံပြီးခွေးလို့ပြန်ကြိုက်လို့အခုလိုတိုင်းပြည်ဒီလိုဖြစ်တာသိလားမင်းတို့မန္တလေးမြို့တိမ့်မယ်တိမ့်မယ်တိမ့်မယ်လို့နော်ဘာကုမင်းတို့ငလိလောကဘာလာနဲ့တရားလုံးလိုက်တာမင်းတို့အမျိုးတွေမပါဘူးလားအဲဒီထဲမှာမင်းတို့ PDF မျိုးတွေမပါဘူးလားမန္တလေးမှာအခုငါတို့သွားလူမှာနော် င်းတို့ PDM မျိုးတွေမပါဘူးလားအခုဘလုံးကွင်းတွေနေနော်လမ်းဘေးမာတွေမင်းတို့ PDM အဘေးထောက်ခံဝင်ရနေလူတွေရောမပါဘူးလားဟမ်မင်းတို့ဘာဖြစ်နေအောင်မင်းတို့ PDM တွေလက်နက်တွေချားခဲ့လိုက်တော့နော်မင်းတို့လက်နက်တွေမြေထဲမျောမျောဟိုးတော်ရဲပဲမြုပ်ခဲမြုပ်ခဲမန္တလေးမြို့ကိုပြန်တက်လာပြီးတော့ကိုညီကိုမောင်နှမတွေကိုမင်းတို့အခုချိန်မှာအကောင်းဆုံးချိန်မှာလာကူညီ ရေတဘူးတန်းနရေတဘူးလာလူတိုင်းပြည်အတွက်ဆိုတာရအောင်ပို့တယ်ဆိုတာမရှိဘူးအုတ်တချက်သဲတဝန်းအနေနဲ့ရွက်ကြပင်ပေါင်းအနေနဲ့မင်းတို့လည်းလာကူညီလို့ရတယ်နော်ငါပြောပြီးသားစစ်သားဆိုတာအနေဆုပ်ပင်ပဲရွှေထုတ်တဲ့ညဘဝလို့သူတို့မှရတယ်မလောက်လေးမလောက်ကလာကလေးရိတ်ခါအစုံငွေလေး950နဲ့စားပြီးတော့မှမင်းတို့နိုင်ငံမင်းတို့လူမျိုးတွေအတွက်ကိုသူတို့တတ်နိုင်တဲ့ဘက်ကနေပေးဆက်နေတာ အဲ့တော့မင်းတို့စစ်ခွေးစစ်ခွေးလို့ခေါ်တာအခုတော့မင်းတို့စစ်ခွေးမဟုတ်တော့ဘူးနော်မင်းတို့အဲ့လိုခင်မွန်ကြီးဆယ်ပါးထဲမှာပါဝင်တဲ့စစ်သားတွေမင်းတို့စော်ကားနော်အခုတော့မင်းတို့ဒုက္ခရောက်ပြီလေအဲ့ဒုက္ခရောက်တာစစ်သားတွေလားစစ်သားတွေမဟုတ်ဘူးစစ်သားတွေကသူ့ရိတ်ခါနဲ့သူ့ဆန်နဲ့သူ့စားစီနဲ့ရှိတယ်တဲ့ထဲမှာရေမိုးချိုးလို့ရတယ်အခုပြည်သူလူထုဒုက္ခရောက်နေပြီမန္တလေးမှာနော် ဲ့ဒါမင်းတို့တည်တကူဆရာတော်ဘုရားကြီးတို့ပါတုတ်ဆရာတော်ဘုရားကြီးတို့မင်းတို့တင်ပေးခဲ့တဲ့ကျောင်းဆရာတွေမင်းတို့ဆေးကုပေးတဲ့ဆရာဝန်တွေနော်မင်းတို့အဲ့လိုလူတွေကိုစော်ကားလို့အခုကကြီးသုံးပါးနဲ့မင်းတို့ထိတ်တဲ့ရင်ဆိုင်တို့ရတာနော်မင်းတို့တရက်ပဲငလင်တိုက်ချလိုက်တာသွားပြီလစ်သွားပြီနော်အဲ့တော့မြန်မာနိုင်ငံမြန်မာနိုင်ငံသားအားလုံးအသည့်သတိရှိကြပါဘာလဲအစိုးရမကောင်းလို့ အစိုးရမကောင်းတာမဟုတ်ဘူးမင်းတို့ပြည်သူလူထုမကောင်းလို့လောကပါလာနဲ့တရားရိုက်တာဒံပေးခြင်းကိုမင်းတို့ခံရတာနော်အားလုံးတို့စိတ်မကောင်းပါဘူးဗျာမြန်မာပြည်အများဆုံးချင်းချင်းပါစေရှင်နိုင်အောင်နေတဲ့တပ်မတော်သားတွေဘေးရန်နေကင်းချင်ပြီးနောက်တန်းကမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါစေမြန်မာပြည်သူပြည်သားတွေအားလုံးအစားအစာအဆင်ပြေပြီးကက်ကြီးသုံးပါးကိုကျော်လွှားနိုင်ပါစေလို့မြစ်တာဘူးဆုတောင်းလိုက်ပါတယ်ခင်ဗျာကျွန်တော်အပြေခံပွားတဲ့အမုန်းခံလူသားကတော့နေကောင်းကျမ်းပါစွာအစားမပြတ်အတော့မပြတ်နဲ့ ရှိနေပါကြောင်းတရင်ကောင်းပါရပါတယ်